ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကကိုတန်းမောင်ပါဟုတ်ကိုတမ်းမောင်းနဲ့တသက်က36နှစ်ပါဆရာဟုတ်ပြီထိုင်းမှာပယံအလုပ်လုပ်ပါတယ်တဲ့ဟုတ်ပြီဗျာဆရာကြီးခင်ဗျားတဲ့ရှာပေါ်မှာတဲ့အဖုလေးတွေအများကြီးရှိနေပါတယ်တဲ့ဟုတ်ပြီအာသီးလေးရောင်ပါတယ်တဲ့ ဟုတ်ပြီနှာခေါင်းကလည်းတဲ့နှာသီးရောင်ပြီးပိတ်နေပါတယ်တဲ့ဟုတ်ပြီဆေးရုံသွားပြတော့တဲ့အစာအိမ်ချောင်းလို့ပြောပါတယ်တဲ့ဟုတ်ပြီနီလန်ကောင်းလေးများရှိရင်အကြံပေးပါခင်ဗျာဟောအသေးချာကိုရှိပါတယ်နီလန်ကောင်းကနော်ဟုတ်ကဲ့ပါဆရာကြီးအခုမေခွန်းရှင်ကမေးတဲ့မေခွန်းနဲ့မာရောဟိုကစစ်ဆေးတာရောအရာဆိုရင်ဟုတ်ကဲ့မြန်ဆရာကြီးတို့မြန်မာတိုင်းရင်းစီးပညာမှာဟုတ်ကဲ့ယောဂတွေဘလောက်များများလီတမျိုးတော့လီမျိုး80စာကြားဘူးတယ်နော်ဟုတ်ကဲ့ပါဆရာဒါမဲ့တကယ်အုပ်စုကနှစ်အုပ်စုပဲရှိတယ် ဲ့ဒါအမြဲတမ်းပြောပါတယ်ဆရာသတိရစေခြင်းနဲ့အပူနော်နာဘူးထမှန်ပေါ့အပူလွန်လားအေးလွန်လားဟုတ်ကဲ့ဆရာအပူများလားအေးများလားဟုတ်ကဲ့ပါဆရာအဲ့ဒီအုပ်စုတစ်ခုမှာခုမိဝန်းရှေ့ဖတ်ပြလိုက်တဲ့ခန်းစားချက်တွေကိုဆရာကြီးကကောက်ချက်ချတဲ့အခါမှာကိုးဆရာတို့ကအပူတွေလွန်နေပါတယ်အပူတွေများနေပါတယ်လို့ကာယကရှင်ရဲ့ခန္ဓာကိုယ်ထဲမှာဟုတ်ကဲ့ပါအဲ့ဒီအပူတွေခန္ဓာကိုယ်တွေကိုဝေရရောက်လာလဲဆိုရင်အများဆုံးတော့ဗဇက်ပေါက်ကရောက်တာပဲ ဟုတ်ကဲ့ပါဆရာဆိုလိုရင်းကတော့တပ်ပိတတ္တာအာဟာရထိတိကအလုံးစုံသောတတ္တဝါတို့ရဲ့တရားမီယာအစာအာဟာရပဲအဲ့ဒီအစာအာဟာရထဲမှာအပူဆက်တွေရှောင်ပါလို့ဟုတ်ကဲ့ပါဆရာအထူးသဖြင့်အရသာပဲဘလောက်ကြီးပဲချမ်းသာချမ်းသာ၆မျိုးပဲချူချင်းဆက်ပန်ခါခါအရာ၆တောင်ရပါအဲ့ဒီမှာချင်းခါအီးကိုအမှန်စားပြီးပါဟုတ်ကဲ့ပါ ကြော်ဖန်ဆက်ကိုရက်ပေးပါရက်ပေးပါဟာအဲ့ဒီစကလုံးလေးကဆရာရှေ့ကလည်းအများကြီးပြောရတယ်အခုလည်းပြောတယ်နောက်ထပ်လည်းပဲပြောနေဦးမှာပဲနော်ဘာလို့ရိုးရိုးလေးမလို့နားရှန်ရှန်သွားမှာဆိုလို့ထိုးကြတော့အဲ့ဒါလေးကိုလိုက်နာပြီးတော့ချမ်းသာသွားလို့ပြန်တုံ့ပြန်လို့ရှိလိုက်ရင်ဆရာကြီးစိတ်ထဲမှာသိပီတီသောမနာတာဖြစ်ရပါတယ်ဟုတ်ကဲ့ပါဆရာဒီစကားဒီကောင်းနေစွာလို့ပြောမယ်ထပ်ပြောခြင်းနဲ့ချင်းခါအေးကို မှန်မှန်စားပြီးပါကြောဖန်ဆက်ကိုရှောင်ပြီးပါအဲ့လောက်လို့တဲ့ချာနေကိုလူရဲ့ကြက်မကြီးဟာတည်သာကောင်းလာမှာပါဟုတ်ကဲ့ပါဆရာလိန်စီများလိမ့်မယ်ဆိုရင်တော့လည်းပဲနေ့တနခါညကရမဲ့လိမ့်တာအကောင်းဆုံးပါဟုတ်ကဲ့ပါဆရာအပူတွေမှန်သမျှအားလုံးရက်ပါရှာဘောကအဖူလေးတွေကြတော့ဆရာအဲ့ဒီအဖူလေးတွေကတော့ဟုတ် ဒါအပူမှုထသေးကြပါလေဟုတ်ကဲ့ဆရာကြီးသူပြောပြချက်ရဆိုလေအပူမှုထအပူမှုထသေးကြတော့အပူငင်းမကြီးသေးမဲ့လေဟုတ်ကဲ့ပါဆရာကြီးမကြီးသေးမဲ့လေးကိုရေဖြော်လိုက်ဘာမှမပေါက်ထင်းကျဲတွေတော့မပေါက်ဟုတ်ကဲ့ပါဆရာကြီးမကြီးသေးမဲ့လေးပဲလက်တန်းလေးနဲ့ဖြော်လိုက်ဟုတ်ဖြော်ပြီးခဏငုံထားလိုက်ငုံထားတော့အဲ့ဒီအပူမှုတဲ့အဲ့ဒီအဖူလေးတွေပေါ်မှာအဲ့ဒီအချင်းတိုင်လေးတွေသွားပြီးတော့ဖုံးလွှမ်းသွားလွှမ်းမသွားပဲဟုတ်ကဲ့ဆရာကြီးဖုံးနှားတော့ အဲ့အချင်းကမကြီးသေးအချင်းကအပူလားအေးရလားအေးအေးပါဆရာကြီးအေးမကြီးသေးအေးရဘလောက်အေးလို့မေးရဲ့မကြီးသေးကိုနေလှမ်းလို့ခြောက်သွားတဲ့ရှိဘူးလားမရှိပါဘူးဆရာကြီးဘာလို့မရှိဘူးဟုတ်ကဲ့ပါဆရာကြီးအပူလားအပူကအကုန်ဆုတ်ယူလိုက်တာဒါမို့လို့အဲ့ဒီမကြီးအေးလေးငုံထားမယ်ပြီးရင်ကရွန်းချင်းပြေးပြီးဆိုမြိုချလိုက်ပါဟုတ်ကဲ့ပါဆရာကြီးထွေးမဖြစ်ပါနဲ့အဲ့ဒီလေးငုံထားလိုက်မြိုချလိုက်ငုံထားလိုက်မြိုချလိုက်လုပ်ပြီးရင် ါယောဂတဝိသက်တာပါပါဟုတ်ကဲ့ပါဆရာနောက်တစ်ခါထမင်းဟင်းစားတဲ့အခါမှာလည်းပဲသီးဆုံးချင်ရေပေါ့နော်ဟုတ်ကဲ့ပါဆရာအသီး၃လေးမျိုးလောက်ရောတာကိုရောပြီးတော့မကြီးသေးမဲ့ချင်ချင်လေးနဲ့ချင်ချက်စားတဲ့ဟင်းလေးအဲတက်အောင်မဟုတ်ပါဘူးတအိမ်သားလုံးစားတဲ့မှာလေဟုတ်ကဲ့ပါဆရာနော်နာသရစင်သူတွေအားလုံးလည်းပဲစားတဲ့မှာလေဘာကြောင့်လဲဆိုရင်အခုဆရာကြီးကပြောတယ်အခုဆရာကြီးတို့ဒီဘက်ဆေးကူးတဲ့ဒီဘက်ကာလာဒီဘက်ကာလာဆိုတာ ဒီ7နှစ်လောက်အတွင်းမှာပေါ့နော်အပူလွန်တဲ့ယောဂတွေကြီးတွေ့ရပါတယ်ဟုတ်ကဲ့ပါဆရာကြီးဘယ်လောက်တောင်တွေ့တယ်လဲလို့မေးရင်ဆရာကြီးကမေးတယ်ဘယ်လောက်တောင်တွေ့လို့လဲလို့မေးရင်တရားမှာတရားတယောက်တွေ့တယ်လို့ဆရာကြီးကအဲ့လိုပြောလိုက်ပြီပါတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့တငယ်လေးတငယ်ချင်းခင်လဲခင်တယ်သူကိုယ်တိုင်တိုင်ရင်ဆေးဆရာဆရာအသက်ကြီးတော့သူကဆရာအကူကြီးလိုပဲခေါ်ပါတယ်အကူကြီးကြီးအကူရဲ့နှစ်လွန်သွားပြီတဲ့ ဟာငါအဲ့လိုစကားတွေလွန်လွန်ကျွကျွတိတ်မပြောတတ်ပါဘူးကွာလို့ကဲပြောကွာလို့လွန်နာရှိလျှော့ပြီမယ်ဆိုတော့အခုရတရားမှတရားတယောက်ဆိုတယောက်ကဘယ်ရတယောက်လဲတဲ့ဟိုဘိုက်ထဲရတယောက်ပါအဘူးတွေလွန်มาတယ်ကွာလို့ဟုတ်ကဲ့ပါဆရာရင်အခုရဘယ်လိုဘိုက်ထဲဝင်ကြည့်တာလဲဟိုငါဘယ်ဝင်ကြည့်လို့ရမှာလဲကွာတာဖွားဆရာမှပြောတာပေါ့တာဖွားဆရာမှမိဖွားပြီးလို့ရှိရင်အဲ့အခုခက်ကလေးတွေမှာတော်တော်များများစပင်းမပါဘူးလို့ပြောတယ်ကွာလို့အဲ့ဒါအဘူးလွန်တာပေါ့လို့ သူတို့ကြိုင်မယ်ချက်ချိုးပြတော့မယ်ကြိုင်မယ်ဆိုရင်ဘာနဲ့ကြိုင်ရမှာမသိဘူးကလေးမအနာရင်းနဲ့အဲ့တော့ byte ထဲမှာတော့ကွာအပူတွေလွန်လာတဲ့သူပြောချင်တာပါလို့တွက်ကြည့်လို့အမေဖေရောအစားတော်တွေပူကြတော့ဖြစ်ကြပါလေလို့ဒါပြင်နှာသီးရောင်တာလည်းအပြင်ကနေပြီးတော့နှာပိတ်နေတာလေအပြင်ကမကြီးသီးလိမ့်ပေါ့နော်ဆရာကြီးလိမ့်လေလိမ့်မယ်တော့ခုနပြောတဲ့အေးတွေစားတယ်ကြော်ဖန်ဆက်တွေရှောင်းတယ်ရှောင်းပြီးပါဟုတ်ကဲ့ပါဆရာကြီးချင်ခါအေးစားပါ ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကေဘုရားရှင်ကြပါစီဗျာ